အားလုံးမင်္ဂလာပါ Forever နဲ့တကယ် Facebook နဲ့ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်ကျွန်တော်ပြီးခဲ့တဲ့ခုနကပဲကျွန်တော်တို့ဒီ United တင်တဲ့ Wolf တင်တဲ့ပွဲစဉ်ကတော့ကျွန်တော် Wolf တင်ကတကုတ်ကုန်းရှိဆိုရလနဲ့တူ United တင်ကအင်ွယ် Ultra Form မှာလာရောက်ပြီးတော့နိုင်သွားပြီးပါတယ် United တင်ကတော့အဲ့ဒီပွဲမှာကိုသမားနေရာမှာ Onana ခံစားပိုင်းမှာ Mazraoui, Lenny Love နဲ့ကျွန်တော် Fred Racing ဆိုတဲ့ခြေလေးလေးကိုအသုံးပြုလာဖြစ်တွေ့ရပါတယ်ကျွန်တော်တို့ကွင်းလိုက်ပိုင်းမှာဆိုရင်တော့ Ugarte, Erison တို့ကိုအသုံးပြုလာပြီးတော့ကျွန်တော်တို့ဒီ ီဝင်းဘတ်တဲ့နေရာမှာတော့ဒိုကူးနဲ့ဒီ Armas တို့ကိုအသုံးပြလာတွေ့ရတယ်ကျွန်တော်တို့ဒီနောက်ဆက်တိုက်စစ်နေရာမှာတော့ဒီ White Line ကိုကျွန်တော်တို့နောက်ကနေဝင်ရံပြီးတော့တိုက်စစ်ကိုလိုက်ပါမယ်လူတွေကတော့ကာနာချုံနဲ့ကိုဘီမိုင်းတို့တော်တိုက်စစ်မှုကတော့ကျွန်တော်တို့ White Line ပဲကျွန်တော်ဒီပထမပိုင်းမှာဘာမှထူးထူးခြားခြားကြီးတော့ United Team ကတော့ဖိအားပေးတိုက်စစ်စင်တာမျိုးတော့မတွေ့ရဘူးအဲဒီကိုရှင်းမှာကျွန်တော်ဘာမှမလုပ်ပြနိုင် White Line ကလည်းတိုက်စင်မှုသာပြောရဲကျွန်တော်တို့ဒီနေရာဘလို့ယူရမလဲကိုဘလို့တွင်းရမလဲဆိုတော့ကောင်းကောင်းကြီးမသိတဲ့ပုံစံဖြစ်နေတယ် ပြောရမယ်ဆိုတိုက်စင်မှုလို့တိုက်စင်မှုလို့တော့မေးယူအောင်မဖြစ်နေဘူးတကယ်ကြီးတော့တိုက်စင်မှုလားဖျားဆုတိုက်စင်မှုဖြစ်နေတယ်လို့အဲ့လိုမျိုးဖြစ်နေတယ်ဒီကာဗာနီတို့ဘာလို့တော့ပါကျွန်တော်တို့အဲ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီနေရာယူရာတို့ဒီကောင်းတိုက်ကောင်းတိုက်မဲ့နေရာတွေမှာဆိုတော့သူတို့ကအများနဲ့သူတို့ဒီစတန်မှာရှိနေပြီလားကာဗာနီတို့ဘာလို့ဆိုအရန်ကိုပြတာအနည်းဆုံးဥပမာပြောပြရအောင်နော်ကာဗာနီဒီနောက်ဆုံးနောက်နောက်ဆုံးနောက်နောက်ပိုင်းနေ့မန်ယူနိုက်တက်တင်ရတိုက်စင်မှာဆိုကျွန်တော်ကာဗာနီကိုတော့ကြိုက်တဲ့သူကနေရာယူရာရမ်းတည်တက်တယ်ကျွန်တော်ဗန်ဗာစီနောက်ပိုင်းမှာဆိုတော့ကာဗာနီရဲ့ယူနိုက်တက်တင်ကိုအကျိုးပြုတိုက်စင်မှုတွေကတအူးရောပြောလို့ရတယ် အဲအဲ့လိုမျိုးဖြစ်မနေဘူးပြောင်းဝိုင်းလိုင်းကကြတော့လူငယ်ကစားမ22နှစ်ပဲရှိသေးရဆိုပေမဲ့သူ United အသင်းမှာအခုလိုမျိုးအခွင့်အရေးအများကြီးရတာနဲ့သူ့လိုမျိုးဘာမှမလုပ်ပြနိုင်ဘူးလူကြီးကကပြီးတော့ဘာလုံးဝမသိဘူးတိုက်စင်မှာကျွန်တော်တို့ဒီနေရာယူနေရာယူတဲ့နေရာမှာလည်းအဆင်သင့်မဖြစ်ဘူးကျွန်တော်တို့ဒီဒုတိယပိုင်းမှာဆိုရင်လည်းကျွန်တော်ကာနာချိုထိုးပေးရအောင်ဝိုင်းလိုင်းဘာမှမလုပ်ပြနိုင်အဲမမီဘူးဗျာဒါထားပါတော့ လူပေးတာများတာသူပေးသလိုနဲ့ကန်သလိုဖြစ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တကယ်ကြီး white line က goal lack မရှိတာလားဒါမှမဟုတ် goal သွင်းရမှာတကယ်ကြီးကိုမသိတာလားဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်မေးရမလို့ဖြစ်နေပြီဒီ do group ဘာဘာပရမိုင်းမစိုးဘူးဒီ queen နဲ့ခန်းစစ်ကပရမိုင်းမှာတော်တော်လေးကိုဘယ်လိုပြောရမလဲမစိုးဘူးဗျာထင်လားထင်အောင်တည်ငြိမ်တယ်လို့အလုပ်ဖြစ်တဲ့တော့ပြောလို့ရတယ်ဒီ chapter လေးနဲ့ထွက်လာတာဖြစ်တဲ့အတွက် amoring ကလည်း europa league ကိုသူ့အနေနဲ့ဦးစားပေးပြီးတော့ europa league flower ကိုသူ့အနေနဲ့လိုချင်ပုံရတယ်ဒါကြောင့်ဒီအသေးအတန်ဒီ လူစင်းကစားမှာကာစပီရိုရောဘာရောတော့ဒီနေ့မလုံးအောင်မတုံးအောင်ဒီနေ့ဘက်မှာဆိုဘရူနိုလည်းသူတို့အရန်တုံးထားတယ်ဒီ Charlie ဖြစ်တဲ့ဒီ Frederick စင်ရဲ့ကျွန်တော်ဒီ Harry Amas ကိုပွဲထုတ်လာတယ် Lenny Law ကိုလည်းပွဲထုတ်လာတယ် Maguire ကိုနားပေးပြီးတော့ကျွန်တော်တိုက်စစ်မှာဆိုရင်လည်းကျွန်တော် White Lang ကထားပါတော့ဒါ Sissy နာနေတဲ့အတွက်ဒီ Kobe Mino ကိုကျွန်တော်ပွဲထုတ်လူစင်းမှာတုံးလာတယ်ဒီ Garnacho ရောပထမဆုံးကလည်း ကောင်းတယ်ဒါပေမဲ့ तू ကလုတ်ပြခြင်းစိတ်တွေအများကြီးနေတယ် तू ကကစားအားရုံးအားအရင်ကောင်းတယ်ဒါပေမဲ့ तू ရဲ့ scale ပိုင်းကတော့လိုအပ်ချက်တွေရှိနေသေးတယ်နောက်ပိုင်း तू အနေနဲ့ဆုံးသက်အဆုံးသက်ပိုင်းနေဆိုင်ရတယ်မှာတော်တော်လေးလိုအပ်ချက်ရှိနေသေးတယ်အရင်တော့ကတော့ကောင်းသလိုနဲ့အခုကဆုံးအဆုံးသက်ကတော်တော်ကြီးကိုညံပြင်းသွားတဲ့အထဲဟိုအောင်ပြောလို့ရတယ် white line နဲ့တွဲကစားအများလို့တော့ဟောက်မသိဘူးကျွန်တော်ဟာသားအနေနဲ့ပြောမယ်ဆိုတော့ဒီ white line ကတော့တော်တော်ကြီးကိုမှအဆင်မပြေဘူးလို့အောင်ပြောလို့ရတယ်ဒါ तू ကို chance ပေးရဗျာ ီချိုချီရိုအိုပန်မာတင်ကိုလိုင်းနဲ့သုံးမယ်ဆိုပြီးစကောလာဟလာတင်ထွက်တယ်ဒါမှတကယ်တကယ်ဝိုင်းလန်းကိုပဲသူ့တွေနေနေရပေးလာတယ်ဘာဖြစ်ဆိုဝိုင်းလန်းရုပ်ကြီးချက်ပြောင်းနေတယ်ကိုမရတဲ့အတွက်သူ့ကိုကိုရအောင်ဆိုပြီးဒီလိုပွဲမှာထည့်တယ်ဒီလိုပွဲမှာလည်းသူကိုလုံးအောင်မရခဲ့ဘူးအဓိကတိုက်စစ်ကကိုမတင်တဲ့အတွက်ခန်းစစ်ကတော့ကိုကပြန်ပြန်ပေးဖို့ပေးရမယ်ဗျာဒါတော့သုံးဆံမယ်ရှေ့ကကိုမတွင်နောက်ကတော့ဂျင်းလေးပေါ့ပြန်ပေးရမယ်ဒီကမ်ဘတ်တွေနဲ့နိုင်ရဘူးအနိုင်ယူဖို့ဂျန် ကျွန်တော်လည်းကျွန်တော်တို့ဒီကက်စမဲရိုလိုဝိုင်းတပိုင်းကစားမှမပေါဘူး။ကောင်းတိုင်းမဲ့ဟာရီမကွိုင်းလိုကစားမှမပါတဲ့အတွက်ကျွန်တော်တို့တိုက်စစ်ကလုံးဝအလုံးမဖြစ်ဘူး။နောက်ပိုင်းဒီဘရူနိုတို့မေဆန်မောင့်တို့တရေကိုဒါလော့စတဲ့ကစားသမားတွေဝင်လာတယ်။မေဆန်မောင့်တို့ဘရူနိုဖာနက်စ်တို့ကန်အပိုင်ကန်ခွင့်အချို့ရတယ်ဗျ။ half chance လို့တော့ပြောလို့ရတယ်။ချို chance တွေဆိုတကယ်ကြီးပလီယာက chance လို့တော့ပြောလို့ရတယ်။ဒါမှတကယ်ကြီးသူတို့ကိုရအောင်ပြောင်းလဲနိုင်ခြင်းမရှိဘူး။ ဒီပွဲပြီးဆုံးမှာတော့ဒီဝူကပဲကျွန်တော်တို့ယူနိုက်တက်အသင်းကိုဒီ1-0ဆိုရလာထိန်ကစားပါတယ်ဝူက free kick ကိုတော့တော်တော်လှတယ်ဆာရာဘီယာဝင်လာတာ85မိနစ်မှာဝင်လာတယ်89မိနစ်မှာပဲ free kick ကလည်းတိုက်လှလှပပကန်သွင်းသွားတယ်အိုနာနာဘလုံးမှမတက်နိုင်ခဲ့ဘူးကျွန်တော်တို့တောင်းတဲ့ကိုတန်းနေတာပဲလောအောင်လှတယ်ယူနိုက်တက်အသင်းကတော့ Premier League မှာဒီရုံးပွဲရုံးပွဲဆက်ပြီးကျွန်တော်တို့ဒီနိုင်ဝဲရဖို့တော်တော်လေးရုံးကန်နေရတယ်နောက်ပိုင်းအဆင့်အမပေးစရာအဆင့်ဆက်လေးမှာအခုလက်ရှိရှိနေတယ်။ဝူးတင်အောင်အဆင့်15မှာရှိနေတယ်။မဆင့်တက်လာတယ်။ အဆင့်30တင်းဝင်ပိုးတော့နောက်နောက်လက်ကျန်ပွဲတွေကိုနိုင်နိုင်ပိုးကလည်းတော်တော်လေးကိုယူနိုက်တက်အနေနဲ့ရုန်းကန်လို့ဆိုယူနိုက်တက်ကလည်းဒီ Europa League ရှိနေတဲ့အတွက်ကျွန်တော်တို့ဒီ Premier League မှာဘာမှတူးနေနဲ့လောက်ပြနိုင်ရမရှိဘူးကျွန်တော်တို့ဒီ Europa League ကိုဟိုမရခဲ့ရင်တော့မှဒါဟိုဘက်ဒီဘက်လွတ်လွတ်တော်မဲ့ပုံစံရှိရဲ့ဗျာ Amorin ကတော့သူ့အနေနဲ့ Europa League ကိုလုံအောင်အိုင်အောင်ဆိုင်နေတယ်အဓိကကစားသမားတွေအစုံလေးနဲ့ Europa League ကိုတကယ်ကိုတဲရှယ်ဖြုတ်နေတာ Europa League မှာတော့ရှုံးဝဲမရှိသေးဘူး ထားပါတော့ကျွန်တော် Premier League မှာကျွန်တော်လက်ရှိမှာအဆင့်ဆက်လေးနဲ့ရတဲ့ရည်တည်နေတယ်ကျွန်တော်ဒီနောက်ဆုံးဘက်မှာလည်းကျွန်တော် Newcastle ကိုအသင်းတွေကိုရှုံးထားတယ် Tottenham Forest ကိုရှုံးတဲ့ Man City ကိုတရေဒီ Lyon နှစ်ကြော့ကန်အန်နှစ်ကြော့ကန်တိုင်းအောင်တကြော့ဟာတရေတကြော့ကတော့အနိုင်ယူပါတယ်အဲ့ဒီဘက်မှာအခုလက်ရှိ Wolves နဲ့ဘက်မှာလည်းထပ်ပြီးရှုံးဝဲကြုံရတာဖြစ်တဲ့ United တင်ကတော့ Premier League မှာလည်းနည်းနည်းလေးစိုးရိမ်ကြနေတာရှိနေတယ်ကျွန်တော်အနေနဲ့အစကတော့ကျွန်တော်ဒီဒီပွဲကိုဒီဘရူနိုရောပါဦးပါမယ်ထင်တာကတကယ်ကဘရူနိုသူလုံအောင်ဦးစင်းမှာချန်လက်ထားခဲ့တယ် ခံစင်ပိုင်းကတော့ကျွန်တော်လည်းအများကြီးပြောစရာမရှိဘူး။ကွင်းလက်ပိုင်းလည်းအများကြီးပြောစရာမရှိဘူး။ Ugadi နဲ့ဒီ Erison အတွဲက Erison လည်းမစိုးဘူးလို့ပြောလို့ရတယ်။ဒီ Harry Amas ဆိုတဲ့တော်တော်လေးကမှတင်းငိမ့်နေကစားတာကြာ Federation ဆိုတဲ့ chapter လေးလည်းမစိုးဘူးကောင်းတယ်။ဒါပေမဲ့တကယ်တကယ်ရှေ့တန်းကကုန်မသွင်းတာနောက်တန်းကပြန်ပေးရထုံးစံမယ်။ဒါကြောင့်ဒီဘက်မှာကျွန်တော်လည်းတင်းက1-0ဆိုတဲ့ရလနဲ့တူဘူးတင်းကိုအိမ်ဘက်မှာရှုံးပြီးတော့ကျွန်တော်တို့ဒီ Premier League မှာနောက်ထပ်ရှုံးပွဲတစ်ပွဲကိုထပ်မံကြုံတွေ့သွားကြရဖြစ်ပါတယ်။ အဲကျွန်တော်တို့ပြည်သက်တွေရဲ့ team view စာချက်တွေအားလုံးအ team view စာချက်တွေပြီးတော့ကျွန်တော်ရဲ့ comment box မှာအားလုံးဝင်ရောက်ရေးသားခဲ့လို့ရပါတယ်ကျွန်တော် YouTube channel လေးကို subscribe လုပ်ပါတင်လောက်ခဲ့ကြပါအောင်ကျွန်တော် red side story ဆိုရဲဒီ Facebook page အသစ်လေးကိုလည်း like and follow လုပ်ခဲ့ကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်